ထိုင်းဝန်ကြီးချုပ်ကိုဖြုတ်ချဖို့အတွက်ကွန်ဆာဗေးတစ်အင်အားစုတွေကစိုင်းပြင်းနေပါတယ်။ညွန့်ပေါင်းအစိုးရတွေကနှုတ်ထွက်သွားပြီးတဲ့နောက်ကွန်ဆာဗေးတစ်အင်အားစုတွေကထိုင်းဝန်ကြီးချုပ်ဖေးထောင်ထက်ရှီနာဝတ်ထရာကိုအယုံအကြည်မရှိအဆိုတင်သွင်းပြီးဖယ်ရှားနိုင်ဖို့စီစဉ်နေတာပါ။ကမ်ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့လက်ရှိကမ်ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်နဲ့ဖုန်းဆက်ဆွေးနွေးမှုတစ်ခုမှာဖေးထောင်ထံကထိုင်းစစ်တပ်ကိုတိုက်ခါချပုတ်ခတ်တဲ့စကားတွေပြောမိတယ်လို့ဆွဆွဲခံရပြီးအဲ့ဒီဖုန်းပြောထားတဲ့အတန်ဖိုင်က လူသိရှင်ကြားပေါက်ကြားခဲ့ပါတယ်။အဲ့ဒီဖြစ်ရအပြီးမှာတော့စစ်တပ်နဲ့နီးစပ်တဲ့ Conservative in Asu Bwam Jain Thai Party ကဖေးထောင်ထံရဲ့ဖြူထိုင်းပါတီဥဆောင်နေတဲ့ညွတ်ပေါင်းအစိုးရကနေချက်ချင်းပဲနှုတ်ထွက်သွားခဲ့ပါတယ်။ဒါကညွတ်ပေါင်းအစိုးရအတွက်တော့ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါတယ်။ဖေးထောင်ထံကတော့သူ့ရဲ့စကားအမှားအတွက်ပြန်တောင်းပန်ခဲ့ပြီးထိုင်းစစ်တပ်နဲ့ရင်ကြားဆီဖို့ကြိုးစားနေပါတယ်။နောက်ပြီးတစ်ဖက်မှာလည်းညွန့်ပေါင်းအစိုးရအဖွဲ့တွေကလက်ကျန်ပါတီတွေကိုဆက်ထိန်းထားနိုင်အောင် အပူတပြင်းညှိနှိုင်းခဲ့ရပါတယ်။ဂျွန်လ24ရက်နေ့မှာတော့ဘွမ်ဂျိုင်းတိုင်းပါတီကလာမဲ့သတင်းပတ်လွတ်တော်အစည်းအဝေးတွေပြန်ဆရင်ဝန်ကြီးချုပ်ဦးဆောင်နေတဲ့အစိုးရကိုအယုံအကြည်မရှိအစိုးတင်သွင်းဖို့စီစဉ်နေတယ်လို့အတည်ပြုခဲ့ပါတယ်။နောက်ပြီးလာမဲ့ဂျွန်လ28ရက်နေ့ကျရင်လဲအစိုးရစန့်ကျင်ရေးအင်အားစုတွေကဖေထောင်ထံနှုတ်ထွက်ပေးရေးစန္ဒပြတောင်းဆိုကြဖို့ပြင်ဆင်နေပါတယ်ရှင်။